်မင်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်ရခိုင်ပြည်နယ်အတွင်းမှာစစ်ကောင်စီတပ်နဲ့အေအေတို့တိုက်ပွဲတွေဖြစ်ပွားပြီးနောက်တက္ကသိုလ်ဝင်စာမပွဲဖြေဆိုခွင့်မရတဲ့အတွက်ကျောင်းသားကျောင်းသူတွေခက်ခဲဖြစ်နေကြတယ်လို့ကျောင်းသားမိဘတွေစီကသိရပါတယ်။ရခိုင်ပြည်နယ်အတွင်းကအရခတတ်တော်အေအေသိမ့်ပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေမှာ ပြီးခဲ့တဲ့2023 2024ပညာသနှစ်ကစစ်ပွဲတွေအပြင်းထန်ဖြစ်နေခဲ့တာပါဒါကြောင့်စာမပွဲမဖြေခဲ့ရပဲအခုနှစ်2024 2025ပညာသနှစ်မှာလဲစာမပွဲဖြေဆိုခွင့်ရဖို့အတွက်မရေမရာဖြစ်နေတယ်လို့ဆိုပါတယ် ဘေးကင်းလုံခြုံတဲ့နေရာတွေမှာတော့စာတင်ပေးတာတွေရှိပေမဲ့စံပေါ်ဝဲမဖြေရတဲ့အတွက်နှစ်ကြပုံစံမျိုးဖြစ်သွားပြီးစာကိုအသေးချာအာရုံစိုက်ပြီးတင်ကြားခွင့်မရဘူးလို့ဆက်နတန်းចောင်းသားတယောက်က GBB ကိုပြောပါတယ်။ G12 နှစ်ဟောင်းចောင်းသားတွေအတွက် အခုနှစ်ဖြေဆိုဖို့ခုံနံပါတ်တွေထွက်ထားပြီဖြစ်ပြီးစစ်ကောင်စီရဲ့လေကြောင်းရန်အန်ဒီရဲ့ကြောင့်အသေးစိတ်ကိုပြောပြလို့မရဘူးလို့အာရခတွန်လရဲ့အစိုးရရဲ့ပညာရေးဦးဆောင်ကော်မတီအဖွဲ့ဝင်တယောက်ကပြောပါတယ်ရှင်။ စကိုင်းတိုင်းစကိုင်းတဒါရဲ့မန္တလေးဘက်ချမ်းမှာလမ်းကြီးမကောက်တော့ပေမဲ့စကိုင်းရွှေဘိုကြားမှာတော့လမ်းကြီးတွေအဆမတန်ကောက်ခတ်နေဆဲဖြစ်တယ်လို့ရေမောင်းတွေစီကသိရပါတယ်။စကိုင်းနဲ့ရွှေဘိုကြားမှာချိန်ချောက်ဆစ်ဆေးတာအပြင်လမ်းကြီးကောက်တာတွေရှိနေဆဲဖြစ်ပြီးမန္တလေးဘက်ချမ်းမှာတော့လုံးဝမပေးရတော့ဘူးလို့ကုန်တယ်လုပ်ငန်းရှင်တယောက်ကပြောပါတယ်။မောရွာလန်ခွဲက အုံတို့ရွာဂိတ်စားတော်ဂိတ်ရွာသားကြီးဂိတ်လှတော်ဂိတ်နဲ့ ရွှေဘိုအဝင်စစ်တပ်ဂိတ်တွေမှာကုန်ကားတစ်စီးကို2သိန်းကနေ3သိန်းအထိပေးနေရတယ်လို့ဆိုပါတယ်။မန္တလေးဘက်ခြံကဂိတ်တွေမှာလမ်းကြီးအဆမတန်ကောက်ခံမှုကိုတိတိယယောက်အေးအေးယူလိုက်တဲ့အတွက်မန္တလေးမြို့ကျေးနားလမ်းကြောင်းအတွက်ငွေ70သိန်းလောက်တက်တာသွားပေမဲ့စကိုင်းနဲ့ရွှေဘိုကြားကအဆမတန်ပေးနေရတဲ့ဂိတ်တွေကိုလည်းတိတိယယောက်အေးအေးယူပေးစေလိုတယ်လို့ကုန်တယ်နဲ့ရေမောင်းတွေကပြောပါတယ်ရှင်။ ကရင်ပြည်နယ်မြောက်ရီမြို့ကကြားဖြန့်ငွေလိန်ဂိုင်းတွေကိုအထူးတက်ဖွဲ့ဖွဲ့စည်းနှိမ်နင်းခဲ့တဲ့တလားပြည့်နေ့သတင်းစာရှင်းလင်းပွဲကို BGF ကရင်နယ်ကြားဆောင်တပ်ကရွှေကုတ်ကိုမြို့မှာဒီကနေ့ပြုလုပ်ခဲ့ပါတယ်မောင်တူးတင်ဆက်ထားပါတယ်ရှင်ဟုတ်ကဲ့ပါမလာ၁၂ရက်နေ့မနေ့ပိုင်းရွှေကုတ်ကိုမှာပြုလုပ်ခဲ့တဲ့ကြားဖြန့်နှိမ်နင်းရေးတလားပြည့်သတင်းစာရှင်းပွဲကို BGF နယ်ကြားဆောင်တပ်ဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကဦးဆောင်ခဲ့တာပါ ဟုတ်ဒီနေ့ကျွန်တော်တို့ဟိုပါเนาะဟိုလက်ရှိအဲကျွန်တော်တို့မီဒီယာအကုန်လုံးလဲအသိချင်နေကြမှာပါကျွန်တော်ဒီနေ့အဲကျွန်တော်တို့တလပြည့်တဲ့နေ့တလပြည့်တဲ့နေ့အတွင်းမှာကျွန်တော်တို့ဘာတွေဆောင်ရွက်ထားလဲအဲတလအတွင်းမှာကျွန်တော်တို့ဘယ်လိုတွေဆောင်ရွက်ပြီးပြီလဲဆိုတာကိုကျွန်တော်တို့အားလုံးမီဒီယာအားလုံးရှိမှကျွန်တော်ချတတ်ချင်လို့ဒီနေ့ဖိတ်လိုက်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ ဒီကကွာကျွန်တော်တို့ကပြစ်တာဖွဲ့တည်တာတော့ပေါ့မဟုတ်ဘူးကျွန်တော်တို့ကအငြင်းနဲ့ထူရှိတော့တာဖြစ်တယ်အဲ့တော့ဒီအဖွဲ့အနေနဲ့ကျွန်တော်တို့အခြေအနေကြီးကျွန်တော်အချက်ကြီးကအမိန့်အညွှန်းကြားဖြစ်တယ်မြောက်ဝတီကကြားဖြန့်ခိုင်းတွေကိုနှိမ်နင်းတဲ့အနေနဲ့ဖေဖော်ဝါရီလ9ရက်မှာထိုင်းနိုင်ငံကမြောက်ဝတီကိုပေးနေတဲ့လျှက်စစ်မီးနဲ့လောင်စာဆီတွေဖြတ်ပစ်ခဲ့ပါတယ်။ BGF နေကြောင်တပ်ကလည်းဖေဖော်ဝါရီလ12ရက်မှာကြားဖြန့်နှိမ်နင်းရေးအထူးကော်မတီဖွဲ့လှုပ်ဆောင်ခဲ့တာအခုဆိုရင်တလပြေပါပြီ။ ဒီစနေနေ့မှာကျွန်တော်စတင်ဖွဲ့စည်းပြီးတော့ကျွန်တော်တို့လုပ်ငန်းအကောင့်တွေကိုကျွန်တော်စနေနေ့မှာကျွန်တော်စတင်ပြီးတော့အကောင့်တွေပေါ်ပါတယ်။အဲပေါ်ပြီးတော့မှကျွန်တော်ဒီရှုကုတ်ကုတ်ခွင်ကျွန်တော်တို့ပထမအဦးဆုံးအပိုင်းခွဲပြီးတော့မှရှုကုတ်ကုတ်ခွင်ကိုကျွန်တော်စတင်ရှင်းလင်းတယ်။အဲပြီးတော့ဒုတိယအစီအစဉ်မှာကျွန်တော်တို့မြောက်ဝတီနယ်မတော်လေးဘက်ချောင်းကိုကျွန်တော်တို့ထပ်ပြီးတော့မှအစီအစဉ်လေးလုပ်တယ်။အဲ့ဒီမှာမှကျွန်တော်တို့ကလက်ရှိကျွန်တော်နိုင်ငံပေါင်းစုစုပေါင်းကျွန်တော်တို့အားလုံးဟိုဟာပေါ့နိုင်ငံ30ပေါ့နော်။နိုင်ငံပေါင်း30ကျွန်တော်တို့ဖော်ထုတ်သိရှိရတယ်။အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့လက်ရှိအာ အမအများဆုံးကတော့ကျွန်တော်တို့ဒီတရုတ်နိုင်ငံသားတွေပေါ့နော်တရုတ်နိုင်ငံသား4885ဦးကျွန်တော်တို့ဟိုဖော်ထုတ်ရရှိခဲ့တယ်အဲကနေပြီးတော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့ကီနေပြီပေါ့နော်တစ်ဖက်ထိုင်းနိုင်ငံတစ်စီကျွန်တော်တို့နိုင်ငံကိုပြန်လွှဲပြီးတော့2080ဦးရှိပါတယ်ဟုတ်ကဲ့သတင်းစာရှင်းလင်းပွဲအတွင်းမြန်မာသတင်းဌာနတွေကသတင်းတောက်တွေအပြင်ထိုင်း TV သတင်းဌာနကြီးတွေကသတင်းတောက်တွေလည်းပါဝင်ခဲ့ပါတယ်တော်တော်တော့ခက်ခဲမှာပေါ့ထိုင်းက အဲထိုင်းကလည်းလက်မခံဘူးဆိုရင်ထိုင်းကလည်းဒါဒါသူတို့ရဲ့ဟိုဒီနိုင်ငံနိုင်ငံကဒီချမှတ်ထားတဲ့မူဝါဒတွေအရာပေါ့နော်ဘယ်လိုမျိုးနဲ့လက်ခံတယ်ဘယ်လိုမျိုးနဲ့လက်ခံမလက်ခံဘူးဆိုတာကိုမသိရပြီမဲ့တကယ်လို့ဒါထိုင်းကမလွှဲဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတက်ဆိုင်ရာဖွဲ့စည်းတွေမှာပဲကျွန်တော်တို့ကဒီလူတွေကိုပြန်ပြီးတော့ပဲဟိုဟိုတည်တည်ချာချာပဲပြန်ပြီးထားရမယ်နောက်တစ်ချက်ကကြတော့ထပ်ထပ်ပြီးလဲဒီဖွဲ့စည်းတွေကဒီလိုမျိုးဒုက္ခရောက်နေတဲ့လူတွေဒီလိုမျိုးကြားဖြတ်ရတဲ့လူတွေလို့ပေါ့လူကုန်ကန်ရတဲ့လူတွေလိုက်လံရှာဖွေနေတာဖြစ်တဲ့အတွက် ီနေဇက်တစ်လျှောက်မှာတော့ဒီຢာကအာစိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်ခင်ဗျာလက်ရှိမှာ ရှားဖွေတွေ့ရှိထားတဲ့နိုင်ငံ28နိုင်ငံက ကြားဖြန့်ဝန်ထမ်း9000ကျော်ကို ထိမ့်သိမ်းထားပြီးကြားဖြန့်ဂိုင်းကောင်းဆောင်အနည်းဆုံး6ဦးကိုလည်းဖမ်းမိထားကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါဒါမှမဟုတ်ပေါ်တာမပေါ်ပါနဲ့ဒီပါကြလို့ပြောမှာမင်းမဆော မဆော်တော့ခံမှောက်ပါမယ်။ဒီနေ့ကထားကမပဲအခွန်လွတ်တင်သွင်းခွင့်ကိုအိန္ဒိယအစိုးရက2026ခုနှစ်မလ31ရက်ထိတနှစ်သက်တမ်းထပ်မံတွန်းမြင့်ကြောင်းမလ10ရက်ကကြေညာချက်ထုတ်ပြန်ပါတယ်။အဲ့ဒီကြေညာချက်ထွက်ပေါ်ပြီးပြည်တွင်းဈေးကွက်မှာအတက်ကျမငြိမ်ဖြစ်နေတဲ့မပဲဈေးကပြန်တက်ရိပ်ပြလာပြီးတဒံကို730အထက်ကိုပြန်မြင့်တက်လာပါတယ်။ရန်ကုန်ဘီယနာကုန်စီတိုင်းမှာ မလ10ရက်ကမပဲ FAQRC အမျိုးအစားတံတန်းကို29သိန်း9500ရှိခဲ့တဲ့ဈေးနှုန်းကမလ17ရက်နေ့မှာ7သိန်း34,000 2000ထိမြင့်တက်လာတာပါတရက်အတွင်းမပယ်တံတန်းကို7,500ဝန်းကျင်မြင့်တက်လာတာဖြစ်ပါတယ်အိန္ဒိယကပယ်စင်ကုန်လွတ်လပ်စွာ တင်သွင်းခွင့်ပြုတဲ့ကာလကိုလည်း2026ခုနှစ်မလကုန်အထိ တက်တန်တစ်နှစ်ထပ်တုံးမြင့်ထားကြောင်းပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင်မြန်မာအိန္ဒိယနားလည်မှုစာချုပ် MOU အရမြန်မာနိုင်ငံဟာ2025-2026ဘဏ္ဍာနှစ်အထိအိန္ဒိယနိုင်ငံကိုမတ်ပဲတန်ချိန်2သိန်းခွဲနဲ့ပဲစင်ကုန်တန်ချိန်3သိန်းကိုနှစ်စဉ်တင်ပို့ခွင့်ရရှိထားတာဖြစ်ပါတယ်။ အဆိုပါ MOU တက်တန်ကုံဆုံးမဲ့2026ခုနှစ်ကစပြီးလဲတစ်နှစ်ကိုမပယ်တန်ချိန်9သိန်းနဲ့ပယ်စင်းကုန်2သိန်းအထိ2ဆတိုးမြင့်တင်ပို့နိုင်ဖို့ကိုလည်းထက်မှန်ရေးထိုးမဲ့ MOU မှာထက်သွင်းချုပ်ဆိုဖို့စီစဉ်ထားတယ်လို့သိရပါတယ်ရှင်။ ဆော်ဒီအာရေဗျနိုင်ငံမှာယူကရိန်းနဲ့အမေရိကန်ကိုယ်စားလှယ်တွေညှိနှိုင်းခဲ့ကြပြီးမှတော့ရုရှားနဲ့ရက်30အပြစ်ခတ်ရက်ဆဲဖို့အသင်ရှိကြောင်းယူကရိန်းကကြေညာလိုက်ပါတယ်။ပူးတဲ့ကြေညာချက်မှာအမေရိကန်ကဆိုင်းငံ့ထားခဲ့တဲ့ယူကရိန်းအတွက်ထောက်လှမ်းရေးသတင်းအချက်အလက်မျှဝေမှုနဲ့လုံခြုံရေးအကူအညီပေးအပ်မှုကိုချက်ချင်းပြန်လည်စတင်သွားမယ်လို့ပါပါရှိပါတယ်။ အမေရိကန်နိုင်ငံသားဝင်ကြီးကဒီကလန်ချက်ကိုရုရှားဘက်ကိုတင်ပြသွားမှာဖြစ်ပြီးရုရှားဘက်ကရွှေ့ရမယ့်အလှည့်ဖြစ်သွားပြီလို့မှတ်ချက်ချခဲ့ပါတယ်ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီကလည်းအပြုတ်သဘောဆောင်တဲ့အဆိုပြုချက်ကိုသဘောတူရေးရုရှားကိုနာချဖို့ကအမေရိကန်နဲ့ဆိုင်သွားပြီလို့ပြောကြားခဲ့ပါတယ်။မလ17ရက်နေ့အင်္ဂါနေ့ကဆော်ရီအာရေဗျာနိုင်ငံဂျက်တာမြို့မှာတွေ့ဆုံဆွေးနွေးမှုဟာ အင်ဖြူရောဘဲဥပုံရုပ်ခန်းမှာထရမ့်နဲ့ဇလန်စကီအခြေတင်ဖြစ်ခဲ့ပြီးနောက်ပိုင်းနှစ်နိုင်ငံပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံမှုလည်းဖြစ်ပါတယ်။အဆိုပြုချက်ကိုရုရှားဘက်ကလည်းလက်ခံမယ်လို့မျှော်လင့်ကြောင်းရူဘီယိုကစတရက်နေ့နှောင်းပိုင်းမှာလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။မော်စကိုဘက်ကတော့မတုတ်ပြန်ရသေးပေမဲ့ဆွေးနွေးပွဲရလဒ်ကိုဝါရှင်တန်ကအသိပေးလာတဲ့အခါကြေညာချက်ထုတ်ပြန်မယ်လို့ပြောထားပါတယ်။ အင်ပီရိုမှာတော့ထရမ့်ကပူတင်နဲ့စကားပြောဖို့ရှိသလိုဇလန်စကီကိုလည်းဝါရှင်တန်ကိုပြန်ဖိတ်ခေါ်ဖို့တကားဖွင့်ထားတယ်လို့ပြောပါတယ်ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချစ်ချိုဆမ်းမအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။